အလုံးမမင်္ဂလာပါခင်ဗျာမူလလဟောင်90ကနေကြိုးစောပါတယ်ကျွန်တော်ဒီ channel မှာဘောလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေမတင်ပြတာကြာပြီဗျာဆိုတော့ဒီဗီဒီယိုလေးနဲ့ကျွန်တော်တို့ပြန်ဆလိုက်ရအောင်ပြန်ဖုံခါလိုက်ရအောင်ဗျာအခုပြန်တင်တဲ့အချိန်မှာလည်းလာရောက်ကြည့်ရှုအားပေးကြတဲ့အဟောင်းအသစ်တွေအားလုံးကျေးဇူးအထူးပဲတင်ချိပါတယ်ဗျာ Real Madrid နဲ့ Al Hilal တို့ကစားကြမဲ့ကမ္ဘာကလပ်ဖလားပြိုင်ပွဲဒီမြန်မာစံတော်ချိန်တနအီခွဲမှာဖြစ်ပါတယ် ရီယယ်မက်ဒရစ်သင်းဒီဒီပုံစံအသစ်နဲ့ကျင်းပတဲ့2025ကမ္ဘာကလပ်ဖလားပြိုင်ပွဲမှာဘိုးဆွဲဖို့ရေပန်းအစားဆုံး ranking number 1နေရာမှာရှိတဲ့အသင်းဖြစ်ပါတယ်။ Global ranking မှာတော့မက်ဒရစ်ဒီအဆင့်8နေရာမှာရှိပါတယ်ဗျာ။အာဟီလယ်သင်းကဒီပြိုင်ပွဲပင်32သင်းမှာ ranking number 12နေရာမှာရှိပြီးတော့ Global ranking မှာတော့86နေရာမှာရှိတဲ့အသင်းဖြစ်ပါတယ်။မက်ဒရစ်သင်းဒီဒီပြိုင်ပွဲဟာသူတို့အတွက်စိန်ခေါ်မှုကြီးပါတယ်ဗျာ။ ။ဘာကြောင့်လဲဆိုတော့2024 25ဘောလုံးရသည်မှာပြိုင်ပွဲဆုံးမှာသူတို့ကြဆုံးခဲ့တယ်။ပြည်တွင်းမှာလည်းကြဆုံးတယ်။ဥရောပမှာလည်းသူတို့ကြဆုံးခဲ့တယ်။ဆိုတော့ဒီပြိုင်ပွဲကိုတွေရသည်ပြင်ဆင်ဖို့အနေနဲ့ရော2024 25ရသည်မှာကြဆုံးခဲ့တဲ့ဂွန်တိတ်ခါတွေကိုဖတ်ဆယ်ဖို့အတွက်ရောဒီအသင်းဒီကောင်းကောင်းပြင်ဆင်လာဖို့များတယ်။ဒီပြိုင်ပွဲမှာဒီပြအစ်စ်ကစားသမားတွေလည်းတချို့တချို့သောကစားသမားတွေအစ်စ်နဲ့ပွဲထွက်လာပါဗျ။အဲဟီလေအတင်းကြတော့ဒီ32တင်းထဲမှာ ranking number 7နှစ်နေရာမှာရှိတယ်။ Sorry League ဒီနောက်ပိုင်းမှာငွေကြွေးသုံးဆွဲပြီးတော့ လူရဝင်အောင်စူးစမ်းလာတဲ့အတွက်တော့ပြောင်းလို့တော့မရဘူးဗျဒီအသစ်မှာဥရောပတိုက်မှာကောင်းကောင်းကစားခဲ့ပြီးတော့အတွေ့အကြုံရှိတဲ့ကစားသမားဟောင်းကြီးတွေရှိတယ်ကိုလီဗာလီရှိတယ်ရူဗင်နက်ဘက်ရှိတယ်နောက်ဆာဗီယာတိုက်ဆက်မှုပီထရိုဗစ်ရှိတယ်မီလန်ကိုဗစ်ဆာဗစ်ရှိတယ်ဘရာဇီးလက်ရွေးစင်နဲ့ဘာစီလိုနာကစားသမားဟောင်းမာကွန်ဒီလိုကစားသမားတွေရှိနေတဲ့အသင်း ပြီးတော့ဒီအသင်းဒီအာချတိုက်ကိုကိုးစားပြုပြီးတော့ဝင်ရောက်ရှင်ပြန်လာတဲ့အသင်းတွေထဲမှာ ranking အမြင့်ဆုံးတဲ့တိတိကျကျပြောရခြင်းနောက်တစ်ဆင့်ကိုတက်သွားနိုင်ခြင်းအများဆုံးရှိတဲ့အာချတိုက်ထဲကတသင်းတည်းတော့အသင်းဆိုတော့မက်ထရစ်အတွက်လည်းဒီပြိုင်ပွဲဟာလွယ်တော့မလွယ်ကူဘူးဗျဒီပေါ်တဲ့ပေးထားတဲ့စတဲ့ကြီးမှာ Real Madrid အသင်းကနေ Body J 2အပေါင်း40နဲ့ဂိုးပေါင်းကြီးက3အနှုတ်60ဆိုပြီးတော့စတဲ့ကြီးမှာဖွင့်ပေးခဲ့တယ်။ဒါပေမဲ့အခုကစားမဲ့နေ့မှာတော့မြန်မာဆန္ဒပြချိန်လက်ရှိ 9:28မိနစ်ချိန်မှာ Real Madrid သင်းရဲ့ပေးထားတဲ့ body check ဟာတင့်နှုတ်တရာအတိနဲ့ဂိုးပေါင်းကျဲက၄အပေါင်း90ဆိုပြီးတော့ပေးလာပါတယ်။အဲတော့ပုံမှန်နေထားတိုင်းမှာဆို Real Madrid ဒီပေးထားတဲ့ body check တင့်နှုတ်တရာဆိုတော့အပေါ်အသင်းနေနဲ့ပြက်ပြက်သားသား body check အောင်လို့ရတဲ့ကြေးမျိုးပဲ။ဒါပေမဲ့တခုပြန်တွေးစရာရှိတာက Real Madrid ကဒီတင့်နှုတ်တရာဆိုတဲ့ကျဲဟာဒီအသင်းကိုပေးတင်ပေးထိုက်တဲ့ကျဲဟောရလားဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်စဉ်းစားကြည့်ဖို့လိုတယ်။ 2023ခုနှစ်ကမ္ဘာကလပ်ဖလားပြိုင်ပွဲမှာဒီတင်းတင်းတစ်ချိန်တွေ့ခဲ့ပူတယ်အဲဒီတော့မက်ဒရစ်ကရန်ကောင်းနေတဲ့ချိန်ပေါ့ဗျပေးခဲ့တဲ့ body change တွေ 2D အထိပေးခဲ့တယ်ကျွန်တော်ထင်ဒီပွဲမှာမက်ဒရစ်ဟာ2ပေါင်း50 60ဝင်ရိုးလောက်နဲ့တော့2ပေါင်း50ကျင်းဝင်ရိုးနဲ့တော့ပေးတဲ့နယ်လို့ကျွန်တော်ကတော့ယူဆတာပဲဗျပြီးတော့ဒီနေ့မှာတိတိတသာပြောင်းလဲသွားတာက5ပေါင်း change 3နှုတ်50ဝင်ရိုးကနေ3နှုတ်100အထိစိမ့်သွားတယ်4ပေါင်း90ဆိုပြီးတော့ပေးထားတယ် ဒါပေမဲ့ရန်စောနေသေးတယ်ဒီကွာကလပ်ဖလားပြိုင်ပွဲရဲ့ထုံးစံအတိုင်းကြေးပြောင်းကျန်းလာဖြစ်တဲ့အတွက်ဒီဘော်ဒီကြေးဒီကိုပေါင်းကြေးနဲ့ပဲကျွန်တော်ဒီပွဲကိုပြောပါမယ်အကယ်၍များကစားချိန်ဒီတဲ့အထိဒီဘော်ဒီကြေးအတိုင်းပဲရှိနေတယ်ဆိုရင်တော့ကျွန်တော်မက်ထရစ်ဘော်ဒီမကြိုက်ဘူးအောက်အသင်းဘော်ဒီပဲကျွန်တော်ကြိုက်တယ်ကိုပေါင်းမှာလည်းကစားကနေတဲ့အချိန်ဒီ၃အနှုတ်100နဲ့ပဲရှိနေအောင်မယ်ဆိုရင်တော့ကိုပေါ်ကျွန်တော်ကြိုက်တယ်အကယ်၍များကြေးပြောင်းမှာ၃နှုတ်90ပြန်ဆင်းသွားပြီဆိုရင်တော့မက်ထရစ်ဘာပဲဖြစ်ဖြစ်ဒီပွဲမှာ go out ပဲကျွန်တော်ကြိုက်ပါတယ် အဲ့တော့ဒီပွဲစီဒီနေ့ရဲ့အကောင်းဆုံးပွဲဖြစ်လာနိုင်တယ်ဒီပွဲကိုကစားကြမယ်ဆိုရင်ဒိုင်ကပို့လာတဲ့ဖောက်ထားတဲ့ဂျေးထက်ဒီဂျေးစီဘယ်ဂျေးဝင်ရိုးကိုတည်ပြီးဖောက်ထားတာလဲဆိုတာသိဖို့အရေးကြီးပါတယ်ဗျာနောက်တစ်ခါထပ်ပြောရရင် Real Madrid ရဲ့ဒီတစ်နှုတ်တရာဆိုတဲ့ဂျေးဝင်ရိုးမှာတော့ကျွန်တော်အောက်အသင်းကြိုက်တယ်အခုပေးထားတဲ့သုံးနှုတ်တရာဆိုတဲ့ဂျေးဝင်ရိုးမှာတော့ဘိုးဘော်ကြိုက်တယ်အကယ်၍ဂျေးပြောင်းမှာ Madrid က2.50ဝင်ရိုးကိုဖြစ်သွားပြီ2.50ရှောက်ဆယ်စသည်အားဖြင့်ဖြစ်လာပြီဆိုရင်တော့ Madrid ကိုကြိုက်တယ် ဂျေးပြောင်းမှာဂူပေါင်းဂျေးတီတုံးတုံး90ဝင်ရုပ်ကိုချေခံသွားပြီဆိုရင်တော့ခိုးအောက်ကိုကြိုက်ပါတယ်ဒေါက်တာတပွဲစီမနက်ဖြန်မနက်မြန်မာစံတော်ချိန်9:00ခွဲမှာကစားမဲ့ UAE Club A အင်းနဲ့ CDA Club Juventus တို့ကစားကြမှာဖြစ်ပါတယ်။ UAE Club တီဒီပြိုင်ပွဲဝင်32တင်းထဲမှာ ranking number 29နေရာမှာရှိပါတယ်။ကမ္ဘာအဆက်တင်617မှာရှိပါတယ်။ Juventus တင်းတီဒီပြိုင်ပွဲဝင်32တင်းထဲမှာ ranking number 6နေရာမှာရှိပါတယ်။ Global ranking မှာတော့အဆင့်25နေရာမှာရှိပါတယ်ဗျာ The Boss ဆိုပြီးတော့နာမည်ပြောင်ရထားတဲ့ဒီ UAE ကလပ်ဒီဒီအုပ်စုကနေနောက်တစ်ဆင့်ကိုတက်ဖို့အတွက်တတိယနေရာကရေပန်းစားနေတဲ့အသင်း2018ခုနှစ်မှာဒီကမ္ဘာကလပ်ဖလားကိုဒီအသင်းဒီအင်ရှင်အဖြစ်ပါဝင်ခွင့်ရခဲ့ပြီးတော့ဘိုလိုဝဲတီတော်ရောက်ခဲ့ဖို့တဲ့အစဉ်လာရှိတယ်ဘိုလိုဝဲကြောင့်မှာမက်ဒရစ်ကိုကျုံးပြီးတော့သူဒုတိယပဲရခဲ့တာ ပြည်ရင်းလိမှာတော့အအောင်မြင်ဆုံးအသေးမဲ့ဗျဒီသဲမှာ UAE တော့ Argentina တော့ Paraguay တော့ Portugal တို့ကိုတဲ့တခြား Africa ကစားသမားတွေနိုင်ငံပေါင်းစုံကကစားသမားတွေပါဝင်နေပြီးတော့ဒီသဲဒီ Pro San နဲ့မာတယ်ကြစ်တယ် Juventus ကတော့ဒီအုပ်စုမှာအုပ်စုဒုတိယနေရာနဲ့နောက်တစ်ဆင့်ကိုတက်ဖို့ရေပန်းစားနေတဲ့အသင်း Juve နဲ့ပတ်သက်ရင်တော့ကျွန်တော်တိတ်မမှန်ဆဆမပြောတော့ဘူးဒီသဲနေဒီကျွန်တော်တို့တွေနဲ့ယဉ်နှီးပြီးသားအသင်းတွေပါဗျဒီပွဲတက်ပေးထားတဲ့စတဲ့ဂျေရုံက Juventus အသင်းကနေ2ပေါင်း30ဆိုပြီးတော့ပေးခဲ့ပါတယ်ကိုပေါင်းကျဲက3နှုတ် 20ဆိုပြီးတော့ပြီးခဲ့ပါတယ်အခုမြန်မာစံတော်ချိန်ကစားမဲ့နေ့ညနေ9နာရီခွဲမှာတော့ဂျူဗန်တက်အသင်းကနေတင့်အနှုတ်65ဘော်ဒီချေးနဲ့ဂိုးပေါင်းချေးက3အပေါင်း80ဆိုပြီးတော့ပြေးလာတယ်ဗျတင့်နှုတ်65ဆိုတဲ့ချေးတီတင့်နှုတ်90ချေးဝင်ရုပ်ကိုရှေ့ခံပြီးပြေးထားပါတယ်3အပေါင်း80ဆိုတဲ့ချေးတီနှစ်အနှုတ်100ဆိုတဲ့ချေးဝင်ရုပ်ကိုရှေ့ခံပြီးပြေးထားပါတယ် ဒီကြေးကမရက်ပြမနဲ့ကြမောက်ကံပါဗျာကျွန်တော်အခုဗီဒီယိုလုပ်နေတဲ့အချိန်မှာဆိုနေတပိုင်းလောက်တောင်အချိန်၁၂နာရီကျော်လောက်တောင်ဝေးသေးတဲ့အတွက်ဘာမှသိမြန်မြန်ဆဆကျွန်တော်မပြောတော့ဘူးစတဲ့ကြေးနဲ့ချိန်လိုက်ရင်တော့ဂျူပင်တက်ပေးထားတဲ့ DJ တီတအားကိုထိုးကြလာတာကျွန်တော်တို့သတိထားမိတယ်အဲ့တော့ဒီပေးထားတဲ့ဂျူပင်တက်ရဲ့ body jet 1965ဆိုတာ 1C 2C တပေါက်တော့ရှိတယ်ဆိုတော့ဒီပွဲတီဒီဂျင်းဝင်ရိုးကိုကျွန်တော်တို့မကြိုက်တဲ့အတွက် body တော့ကျွန်တော်လက်ဆောင်နေတယ်ကစားမယ်ဆိုရင် AA body တော့ကျွန်တော်ကြိုက်တယ်ကိုးပေါင်းမှာတော့ go out ကြိုက်ပါ နှစ်ကြောင်းတည်းကတစ်ကြောင်းဆိုရင်တော့လက်ရှိခြေတိုင်းဆိုရင်ကျွန်တော်ကိုအောက်ကိုပိုကြိုက်တယ်ဗျကျွန်တော်တို့ဒီကဘာကလပ်ဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့ရောင်းပွဲတွေကိုသိကျင်တဲ့သူတွေအောက်မှာပေးထားတဲ့ဖုန်းနံပါတ်ကနေပြီးတော့တဆင့်ဆက်သွယ်နိုင်ပါတယ်ဗျ sorry လိုက်ကြည့်ပေးကြတဲ့အဟောင်းအသက်တော်မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ